မင်္ဂလာပါရှင်ဇွန်လ9ရက်ကြာသပတေးနေ့ရွှေရံကုန်းရဲ့လှလရှင်အားရန်ကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ရွှေတကုန်းစီတီတော်ရင်မဟာသမယအခါတော်နေအခမ်းအနားကျင်းပမယ်ဆိုတဲ့သတင်း။ရွှေတကုန်းစီတော်မြေကြီးမှာနေုံလာပြည်နေမဟာသမယအခါတော်နေအခမ်းအနားကိုဇွန်လ10ရက်နေ့မှာရွှေတကုန်းစီတီတော်ရှင်ပြင်းမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ အခမ်းအနားတွင်မနက်9:00နာရီမှစွန်းတော်ဆက်ကလှူရန်တာမနက်6:00နာရီမှရွှေရကုန်းစီတီတော်ဩဝါရစရိယာဆရာတော်ကြီးတွေနဲ့စောင့်ရှောက်ရေးတန်ခါတော်တွေကိုအာယုံဆုံးဆက်ကလှူရန်တာနဲ့လူပဲဝိထုတို့ကိုဆက်ကလှူရန်တာတွေပြုလုပ်တော်မှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအပြင်မနက်6နာရီခွဲအချိန်မှာရှင်ပြင်းတော်ရဲ့တောင်ပတ်ရှေးဟောင်းဗုဒ္ဓရုပ်ဝါတော်များတစောင်းမှာမဟာသမယအခါတော်နေ့ဆိုင်ရာတိမအဖွဲရာ တရားတော်တွေကိုနာကြပြီ ရေးဆက်သွင်းချအများပေးဝေတာမနက်9နာရီအချိန်မှာမဟာသမယနေ့ဖြစ်ပေါ်လာပုံကိုဖော်ကျူတဲ့အနေနဲ့ဗုဒ္ဓဝေယဝေစာအသင်းတွင်နဲ့ဝန်တန်းတွေက ကပိလာဝင်းနဲ့ကောလီယာအုစုနှစုခွဲပြီးစေတီတော်ကြီးကိုလက်ရာရေးလှည့်လည်ပူဇော်ကောင်းစေတီတော်ရဲ့ရာဟုတောင်းချမ်းသာကြီးတစောင်းမှာမဟာသမယတို့ရုပ်ဖတ်ပူဇော်တဲ့အခမ်းအနားကိုကျင်းပမှာဖြစ်တယ်လို့သိရပါဗျာ ။အဲ့ဒီနောက်ငင်းချမ်းရဲ့အထင်အမှန်အနည်းနဲ့ရှင်ပြန်တော်ပေါ်ရှိခေါင်းလောင်းတွေကိုတပြိုင်တည်းတိခတ်တော်မှာဖြစ်တယ်လို့သိရပါရဲ့ရှင်။ဆလတ်တင်စမဲတရင်ကတော့ဒလတဒါကြိုကြတဲ့ဆိုပြီးတရင်အတူလှုပ်ချမ်းသူများကို တရားဆွဲရမယ်လို့ဆိုတဲ့တရင်။ရန်ကုန်ဒလဒတာကျူကြကြောင်းတရင်အတူများလူမှုကွန်ရက်တွင် ပြန်တန်းလျက်ရှိရာအဆိုပါတရင် အတူလှုပ်ချမ်းသူများကိုတရားစွဲရမှာဖြစ်ကြောင်းစောက်လွေဝင်ကြီးဌာနအရာရှိတအူးကပြောကြားရလို့သိရပါဗျ ယနေ့ရန်ကုန်ဒလာတရာတင်မောအရှိန်မထိန်နိုင်လို့ကျူဟူသောလုံးချံရီတာထားတဲ့တရင်တစ်ခုဟာဇွန်လ3ရက်ညပိုင်းကလူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့လာခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါလူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့လာတဲ့တရင်တွင်အုံပြုထားသောဒရာတပုံမှာလွန်ခဲ့တဲ့2024ခုနှစ်ဇွန်လ24ရက်ကတိုင်ဖုန်းဂေမီဝင်ရောက်တိုက်ခိုက်မှုကြောင့်ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်ရှိမာရီကီနာကွန်ကရစ်မြေကူးတံတားကိုအီယာမတင်မောကြီး၃ဆင်းတိုက်မီစင်ကာပုံဖြစ်တယ်လို့သိရပါတယ်။ ပါရှင်။ထမတင်ဆက်မယ့်တင်ကတော့ရွှေပြည်သား joint time စက်ယုံလုံသားတွေလောခလာစာတုံမြင့်တောင်းဆိုမှုပြည်လဲမှုရရှိတယ်လို့ဆိုတဲ့တင်။ရွှေပြည်သားမြို့နယ်ဝါတရားစမှုဆောင်ဘိုတိုင်ချွန်လမ်းမှာဖွင့်လှစ်ထားတဲ့ joint time မြန်မာဂါမန့်အထက်ကျုံစေယုံက အလုသမားတွေဒုက္ခလာစာတို့မြင်ရရှိရေးတောင်းဆိုမှုပြည်လဲမှုရရှိခဲ့တယ်လို့သိရပါဗျ။ ဆက်ရုံအထည်ချုပ်လူသမားတွေကအ ਨੇ ဆုံးအခါကျင်ွေတိုးမြင့်ပေးဖို့ပြီးခဲ့တဲ့မေလ30ရက်ညနေပိုင်းကစတင်ပြီးတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။အလို့သမားတွေဘက်ကစတင်တောင်းဆိုခဲ့တာမှာအ ਨੇ ဆုံးလောက်ခကျင်ွေ13000ကျပ်အချိန်ပိုတနာရီကို2500ကျပ်ရမ်းမှန်ကြီး6000ကျပ်ဖြစ်တယ်လို့သိရပြီးယခုအခါအ ਨੇ ဆုံးလောက်ခကျင်ွေတရက်11500ကျပ်အချိန်ပိုကြီးတနာရီ2200ကျပ်နဲ့ရမ်းမှန်ကြီး5000ကျပ်ပေးဖို့အလို့ရှင်နဲ့အလို့ မှသဘောတူညီမှုရရှိခဲ့တယ်လို့သိရပါပါရှင်။နောက်ထပ်နေဆက်မဲ့သတင်းကတော့မမောင်လင်းကို MFF ကစက်သိန်းတစ်ထောင်နဲ့အမတ်တရားစုချင်းမြင်နေတဲ့တဲ့။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲမှာအာဆီယံဩစတာအသင်းအတွက်တလုံးနဲ့သောအနိုင်ကိုကိုသွင်းယူပေးခဲ့တဲ့မြမလက်ရွေးစင် ကွင်းလယ်ကစားသမားမောင်မောင်လင်းကိုမြမနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုံအမှုဆောင်အဖွဲ့ကစက်သိန်းတထောင်နဲ့အမတ်တရားဆူချင်းမြင်ခဲ့တယ်လို့သိရပါတယ်။မောင်မောင်လင်းဟာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားတဲ့အာဆီယံဩစတာအသင်းမှာမြမအသင်းကိုစားပြုတဦးရဲသောကစားသမားအဖြစ်ရွေးချယ်ခံရတာဖြစ်ပြီးပွဲကစားချိန်ဒုတိယပိုင်းမှာသာလူစားဝင်ကစားခဲ့တာဖြစ် ပေမဲ့ပွဲချိန်90မိနစ်မှာတလုံးနေသောအနိုင်ကိုကိုတင်ယူပေးနိုင်ခဲ့တာပါအခမ်းအနားကိုတယောက်လာတဲ့မမောင်လေးကို MFF ဥက္ကဋ္ဌဦးစောစောနဲ့အလုံးအမှုဆောင်အဖွဲ့ဝင်တွေကလက်ခုပ်တီးဂုဏ်ပြုကျေးဇူးတောင်းသိရပါတယ်ရှင်စမောရှန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းပြစင်များကိုအစနဲ့တပင်သိရှိနိုင်ရန် ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။